ဘာလဲလို့ဆိုမေတ္တာခုနပြောတဲ့မေတ္တာတရားပွားအဲ့ဒါလို့မေတ္တာတရားပွားတယ်ဆိုတာကိုယ်တဏ္ဍာမေတ္တာစိတ်တည်ဖြစ်နေအောင်လုပ်တော့ပြောတရားရီပေါ်မှာအမုန်းတရားကျင်းကွာပြီးမေတ္တာတွေဖြစ်ပေါ်လာအောင်ကြိုးစားအထောက်တာမေတ္တာပွားတယ်လို့ဒီလိုဆိုတယ်အဲ့ဒါကြောင့်မေတ္တာပွားပြီဆိုတဲ့အခါတရားတခုတရားဆိုပါစို့ဇာယအောင်ပွားနည်းက မိမိမိတ်ဆွေချစ်ခင်တဲ့ပုဂ္ဂိုလ်မျက်နာလေးကိုကြည့်ပြီးတော့သူစိတ်ချမ်းသာပါစေကိုချမ်းသာပါစေအသက်ရှိပါစေဆိုတဲ့ကိုကြိုက်တဲ့စကားလုံးလေးနဲ့ဘေးကင်းပါစေရန်ကင်းပါစေဆင်းရဲခြင်းကင်းပါစေချမ်းသာစွာဘဝခရီးဖြတ်သန်းနိုင်ပါစေဆိုတဲ့ကောင်းမြတ်တဲ့အတွေးလေးတွေကိုထပ်တလဲလဲသူ့မျက်နှာကိုအာယုံပြုပြီးတော့သိုးနေ ကြံစီတွေးတောနေခြင်းဟာမေတ္တာပွားနေခြင်းပဲဖြစ်တယ်။အဲဒါလို့စိတ်လေးမေတ္တာစိတ်လေးဖြစ်နေအောင်၅မိနစ်ဖြစ်အောင်၅မိနစ်က7မိနစ်7မိနစ်ကနေပြီး15မိနစ်15မိနစ်ကနေနိုင်ဝက်မိနစ်30တနာရီတနေ့ကုန်ဆိုရလို့တိုးတက်ပြီးတော့ပွားများအားထုတ်ပြီးကြိုးစားရမှာဖြစ်တယ်။အဲဒါလို့ကြိုးစားအားထုတ်လို့မေတ္တာတရားပေါ်မှာ ကိုယ့်ရဲ့စိတ်နှလုံးဟာတည်ငြိမ်သွားပြီးတမာရီစွာတွေရှိသွားပြီဆိုရင်မေတ္တာဈာန်ဆိုတာကိုရရှိသွားနိုင်တယ်။ဟော။ဘယ်ချိန်ပွားလိုက်ပွားလိုက်ကိုယ့်ရဲ့တမာရီဟာစိတ်တည်ငြိမ်ပြီးတော့မေတ္တာဈာန်တရားရသွားပြီဆိုရင်နောက်ဆုံးမှာလူပြေနတ်ပြေကိုကြော်ဖြတ်ပြီးတော့ဗြမဘုံထီအောင်ရောက်ရှိနိုင်တယ်လို့သူဆို။ဒါကြောင့်မို့လို့မေတ္တာပွားများခြင်းရဲ့အကျိုးကျေးဇူးဟာအလွန်ကြီးမားတယ်။အဲ့ဒါကြောင့်မို့ မေတ္တာနှလုံးသားတွေကိုယ်တဏ္ဍမှာအခြေခံကစပြီးပွားများအထုတ်လို့မေတ္တာတရားတွေကိုယ်တဏ္ဍနှလုံးသားထဲမှာရှင်းချက်လာပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာလက်ရှိဘဝမှာလည်းပဲဘာအကျိုးကျေးဇူးတွေခံစားရတော့မေတ္တာနှလုံးသားအမုန်းကင်းกว่าတဲ့မေတ္တာနှလုံးပိုင်းရှင်ဟာချမ်းသာအိပ်စက်ချမ်းသာလျင်နူး ဆိုတဲ့မေတ္တာအကျိုး13မျိုးကိုရရှိတယ်ချမ်းသာအိစက်အဲ့ရတဲ့အခါမှာလည်းပဲချမ်းမြမ်းသာသာစိတ်နှလုံးငြိမ်းချမ်းစွာအဲ့ရတယ်ချမ်းသာလျက်နှိုးစွာအဲ့ရကနှိုးလာတဲ့အခါမှာလည်းစိတ်ချမ်းသာကိုယ်ဆန္ဒလန်းလန်းဆန်းဆန်းနဲ့နှိုးလာရတယ်အိမ်မဆိုးခင်အိပ်နေတဲ့အချိန်မှာလည်းပဲအိမ်မဆိုးတွေဘယ်တော့မှမမက်ဘူးဆိုတဲ့အဲ့ဒီလက်တွေ့အကျိုးတွေကိုလည်းရနော် ။စောင့်ခြင်းနဲ့များလူသားလဲချင်းနတ်လဲချင်းလေကိုယ့်ရဲ့လုံခြုံမှုကိုလည်းပဲနတ်တွေကမေတ္တာရှိနေသည့်အတွက်ကြောင့်စောင့်ကြည့်စောင့်ပေးတယ်။ဆိုပါစို့သားလေးပေါ်မှာချစ်ခင်တဲ့သမီးပေါ်မှာချစ်ခင်တဲ့မိဘရဲ့စိတ်ဟာသားသမီးအိတ်နေတယ်ဆိုရင်အနာနာကနေစောင့်ပေးနေတယ်လို့ပဲနတ်တွေကလည်းပဲမေတ္တာနှလုံးသားပိုင်ရှင်မေတ္တာပွားတတ်တဲ့ပုဂ္ဂိုလ် အနိနာမှာစောင့်ပေးနေတတ်တယ်။ဘေးရန်အန္တရာယ်မရောက်အောင်စောင့်တတ်တယ်။စောင့်ခြင်းနဲ့များလူသားလဲချစ်။ဘာဖြစ်လို့လူတွေကချစ်ကြလဲလို့ဆိုရင်မေတ္တာရှိတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာဟာအမြဲတမ်းကြည်လင်ရှင်ပြပြီးတော့နေခင်မင်းစရာဖြစ်လာ။အေးမေတ္တာမဲ့လာတဲ့မျက်နှာဆိုရင်အောက်တိုးတိုးနဲ့လူတွေကအမုန်းပွားစရာဖြစ်လာ။ဒါကြောင့်မို့မေတ္တာရဲ့အကျိုးတွေဟာအလုံး တန်ဖိုးရှိတယ်ဆောင်ကျင်းနတ်များ လူသားလည်းချစ်နတ်လည်းချစ်နေနတ်တွေကလည်းချစ်ကင်းကြတယ်လက်နဲ့စိတ်ပြီးပြီးသည်တပြားမေတ္တာပွားနေတဲ့အချိန်မှာဆိုရင်ဘယ်သူကပြစ်လိုက်တဲ့လက်နဲ့ပဲဖြစ်ဖြစ်ကိုယ်ကမရောက်ဘူးအစိမ့်လည်းမသိဘူးမီးလည်းမလောင်ဘူးဆိုတဲ့အကျိုးကျေးဇူးတွေကိုရလောကလူသားတွေဟာအန္တရာယ်လွန်များတဲ့ကြားမှာနေရတဲ့အခါမှာ မေတ္တာပွားများပြီးတော့နေနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒီအန္တရာယ်ချာလွတ်ကင်းနိုင်တယ်လို့ဒီလိုဆိုလို့တည်ကြည်နှလုံးနဲ့မေတ္တာပွားတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာအမှန်တမ်းမှတမာတိနင်းနေမြန်မြန်ရရှိဒီလိုဆိုလို့တေဆုံးမတွေ့တေတဲ့အခါမှာလည်းပဲဒီတေပြီဆိုတဲ့အခါမိမ့်မော်ပြီဘာမသိညာမသိနဲ့ရောင်ရမ်းအော်ဟစ်ပြီးတော့တေရတဲ့အသေးဆုံးမျိုးမသေးပဲနဲ့ မေတ္တာရှိတဲ့မေတ္တာနှလုံးသားပိုင်ရှင်ဟာပြုံးပြုံးနဲ့စကားပြောရင်းနဲ့တည်ဆုံးသွားတယ်။အင်တာမဟိုချီလင်အေးမြတဲ့အနေထားနဲ့တည်မမသည့်တည်သွားတဲ့ဆိုတဲ့အနေထားမျိုးရောက်နိုင်တယ်။အဲ့တော့ဒီအကျိုးတွေရဖို့ဆိုတာတမန်အပြင်ရနိုင်တဲ့ကိစ္စတွေမဟုတ်ဘူး။ဒါကြောင့်မလို့မိမိရဲ့ယဉ်တဲ့နှလုံးထဲမှာမေတ္တာတရားရအောင်ကြိုးစားရမှာကြိုးစားရမှာ လောကလူတွေယောဂရှိတဲ့ပုဂ္ဂိုလ်တွေဆေးတောက်ကြရတယ်။မိမိတို့ရဲ့ရင်ထဲမှာဆေးရောက်လာပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကယောဂတက်တာပါ။ဆိုပါစို့။ခေါင်းကိုင်းနေတယ်။ကြောအောင်နေတယ်။အေးခေါင်းကိုင်းပြောက်ဆေးလေးတောက်လိုက်တဲ့အခါခေါင်းကိုင်းသာပြောက်သွားတယ်။ကြောအောင်တာပြောက်သွားတယ်၊လေနာတာပြောက်သွားတယ်။ဆေးလေးတောက်လိုက်လို့ပြောက်သွားတယ်လို့ပဲ။မေတ္တာတရားပွားများအထုတ်လိုက်သည့်အတွက်ကြောင့် ယောဂဝေဒနာတွေခန္ဓာကိုယ်မှာခံရခဲ့တဲ့အရာတွေအလုံးစုံပျောက်ပြီးတော့သွားနိုင်တယ်ဒီဆုံးမတွေ့သေလင်းမြမဖြစ်တတ်စွာသေတဲ့အခါမှာလဲဇံရပြီဆိုရင်တော့မြမပြည့်ချီအောင်ရောက်နိုင်ပါတယ်လို့ဆိုအဲ့တော့မေတ္တာရဲ့အကျိုးကျေးဇူးတွေဟာလွန်ကြီးပါတယ်ဒါကြောင့်မို့လို့မေတ္တာတိုက်ဝင်ချစ်ခင်နိုင်အောင်ကြိုးစားအထောက်ပါလို့ဒီလိုပြောလို့ပေါ့နော် အကြိမ်ကြီးမေတ္တာမရှိဘူးဆိုလို့ရှင်တူတူရန်လုံပြီးအသေးဆုံးနဲ့တေချာဒီကနေ့ကဘာမှာအကျက်ဖက်သမားတွေနဲ့လက်နဲ့ဒီနဲ့အသေးဆုံးတေးနေကြရတဲ့ဟာမေတ္တာကင်းမဲ့လို့ဖြစ်တာဖြစ်တယ်အကြိမ်ကြီးဒါမေတ္တာတရားတော်မှုနေမဲ့ဆိုလို့ရှင်အဲ့ဒီအခြေအနေစိုးတွေကိုလူတွေကြုံတွေ့ကြရမှာမဟုတ်ဘူးလို့ဒီလိုလို့ဆက်အေးဒါကြောင့်မို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော် လေးစားစွာမှတ်သားပြီးတော့ရသော်ဗျာကိုယ်တဏ္ဍမှာမေတ္တာမရောရောက်အောင်လူတွေကြိုးစားအထောက်ဖို့လိုအပ်တဲ့ဒီလိုဟောကြားတာဖြစ်တယ်ပေါ့အဲ့